ချစ်သူများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာဖတ်ပြပေးသွားမယ့်အစာအုပ်လေးကတော့စိုင်းဆရာခံရေးသားထားတဲ့ချစ်တော်အတွက်တတိယရေးတဲ့စာဆိုတဲ့အစာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးရဲ့ရေးသားပုံပုံစံကတော့စာတိုလေးတွေနဲ့အဓိက message ပေးခြင်းတဲ့ပုံစံလေးပဲဖြစ်ပါတယ်စာအုပ်လေးရဲ့ပထမဆုံးစာမျက်နှာလေးမှာရေးသားထားတဲ့စာပိုင်းလေးကအရင်ဆွဲဆောင်မှုရှိပါတယ် ီထက်မှာကြိုင်နေတဲ့စာပိုင်လေးတွေကိုဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချစ်ဖြူနဲ့အတူလိုက်ပါခန်းစားနာဆင်ပေးကြပါဦးရှင်။အရန်ကြီးရင်းနေပြီးမှစိမ့်သွားတဲ့သစိမ့်တွေကိုမြင်မူလားဟန်နီ။ဥပမာကိုရိုနှစ်ယောက်လို့ပေါ့။ဟာတာတိုင်းကမြေရဘူးအကူ။ဥပမာကျွန်တော်အချက်ကိုပြည့်ရပြူလိုက်တာမျိုးပေါ့။ တကဘာလုံးနဲ့တယောက်ဖြစ်နေရင်တော့ကိုကမင်းဘက်မှာယက်တီပေးမှာငဲဆိုတဲ့စကားတခွန်းကရှင်သင်ရခြင်းအကြောင်းပြချက်ဖြစ်တယ်။မပျော်ရွှင်ဘူးမပျော်ရွှင်ဘူးမင်းထားခဲ့ပြီးတဲ့နောက်နာကက်ဟာလမ်းပြောင်းတယ်။ဘေးရောက်ကမှဆွဲလမ်းမထားတော့တဲ့အခါဘသူ့ကိုမှမလွမ်းဖြစ်တော့ဘူး။ကြလာတော့လေတယောက်သေးနေလာရတဲ့ဘဝကို အထီးကျန်တယ်လို့မခံစားရတော့ဘူး။ သူမခေါ်ကိုမခေါ်တရားအပေါ်တရားမာနထားခဲ့ကြတော့အချစ်ကပြာမုံဖြစ်ခဲ့ရတယ်။ချစ်တယ်ဒါပေမဲ့ခခရရယိုကျိုးမှတံပြန်လာမဲ့တဲ့ရောက်မှုမျိုးကိုတော့ကိုမလို့ချင်းဘူး။ Anniversary နေ့တွေ Valentine Day တွေရောက်တိုင်းတိတ်တိတ်ရတယ်။ဘယ်တော့မှမခွဲဘူးနော်ဆိုပြီးအနစ်နစ်အလတ်လာကတန်ရောစင်တွေကိုဖြတ်တော့နောက်ကြောပေးလို့ဝေးကွာသွားလိုက်တာမြန်။ ဆေကာကိုမှတခါတော့တော့မင်းအကုတ်အပေါ်ကို အလေးနဲ့ထားစေခြင်းနဲ့မင်းဘဝရဲ့ဖြစ်တည်ခြင်းတွေထဲမှာ ကိုကတော့အမော်အမွားလေးတစ်ခုသာသာပါပဲ။ကဲမှန်မှုတဲ့စာတငယ်လေးပါ။အနာအဆာမကင်းမှုဆိုတော့အချစ်နဲ့ထိတွေ့ရမှကြောက်တယ်ဆိုတာကိုဟာ နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့ပိုင်ရှင်ကိုမှဘလောက်ထိယုံကြည်ခဲ့ဘူးကြောင် တကယ်မချစ်ခဲ့တာကိုပဲကျမကဘက်ကကျေးဇူးတင်ရပါတယ်ကိုအ ਨੇ ဆုံးတော့ကျမသိချင်ရတဲ့ရှင် မနာကျင်ရတာဝမ်းနည်းစရာတွေကဝမ်းသာစရာတခုပါပဲစနေရင်နဲ့ပင်မဲလာတဲ့အခါလက်လွတ်လိုက်တယ်ဖြစ်တည်ခြင်းတွေထက်ပျက်စီးခြင်းတွေများများလာတဲ့ဖြစ်ဘသူကမှအပြည့်မမြင်ကျင်တော့ဘူးကိုတွေ့မဟုတ်တဲ့ဖြစ်တည်ခြင်းတွေနောက်လိုက်ရတာတကယ်မောတယ် ။နာကျင်မဲမန်းတိလျက်နဲ့စုပ်ကင်ထားတယ်ဆိုတာကမင်းကိုချစ်လို့ဆိုတဲ့စိတ်ကလေးတစ်ခုကြောင့်ပေါ့အချစ်ရဲ့။မြို့သိပ်ထားတဲ့ထံရရီများတဲ့အခါမိုးပြန်ပူပေါင်းလေးတစ်လုံးကိုတင်စာလေးတစ်စလိုမင်းအနာကနေထာဝရပြကွင်သွားခြင်း ਨੇ ။တောင်တန်းတွေစီကိုမင်းနဲ့အတူအလဲသွားခြင်း ਨੇ ။ကိုဟာအဝါရံကိုဘလောက်နှစ်သက်ကြောင်းပြီးတော့မင်းကိုဘလောက်ချစ်ကြောင်းပြောပြခြင်း ਨੇ ။အခုရက်ပိုင်းတွေမှာ ဟိုးအင်ကထက်မင်းကိုပို့ပို့တရီရလာတယ်။ပြက်စဲခြင်းသုံးနှစ်တာကာလမှာတနေ့မှမေးမရတာကကိုဟာမှတ်ညံအကောင်းနေလို့လား။ပြန်တွေ့တိုင်းနာကျင်ရပါတယ်။ပျော်စရာရောဝမ်းနည်းစရာရောအချစ်ကိုပဲပြုတ်ပြခြင်းနဲ့အတူတူရှောက်ခဲ့မှုတဲ့လမ်းဟောက်ကိုပြန်ရောက်တိုင်းအရေးလေးပဲဖြစ်ဖြစ်တွေးလို့တွင်ညာလိုက်ရှာမိတယ်။ကံကြမ္မာခွဲသေးတော့လွဲနေအောင်ပါပဲ။အဲ့ဒီအတွက် ကိုပါမြန်မာခဲ့လေချီရဲ့တတတာမြဲမဲ့ထင်လို့တွေ့ခဲ့တဲ့လက်ကလေးတဘွားစာဝေးရမယ်လို့အတွေးနဲ့တောင်စိတ်ကူးမရခဲ့ဘူးအချစ်ရဲ့အိမ်မက်က လက်တွေ့မဆန်လိုက်ပုံများခက်ခဲနာနာကြီးကိုဝေးလင်းခဲ့ရပါတယ်ကိုကမင်းမကြိုက်တဲ့ကြပြားတွေရေးတယ်မင်းမကြိုက်တဲ့ပကြီးတွေဆွဲတယ်တခါတလေ င်းမကြိုက်တဲ့ရက်ဘီယာတွေတောက်ဖြစ်တယ်ပေါ့ပြောရမယ်ဆိုရင်မင်းမကြိုက်တာမှန်တယ်မြလုံမိတယ်ပေါ့မင်းမကြိုက်တာတွေလုံနေတဲ့ကိုမျိုးကိုကတော့မင်းအကြိုက်ဖြစ်မလာနိုင်တော့ပါဘူးဒါပေမဲ့မင်းကလွဲရင်နောက်တယောက်မရှိနိုင်တဲ့အချက်မျိုးနဲ့ချစ်ခဲ့တာမျိုးကိုနေပြောပါတယ်မင်းမကြိုက်တာတွေလုံရင်မင်းရဲ့အဝေးမှာမင်းမချစ်တော့တဲ့မိမသားဖြစ်ပါတယ် တတိယရဲ့အကြောင်းတွေကိုစလုံးပေါင်းမပြချင်တော့တလို့ခေါင်းစဉ်လည်းမတက်ချင်တော့ဘူးမင်းရှိမှာဘလောက်ပဲချစ်ပြချစ်ပြတစ်ဖက်သက်ဖြစ်နေတာမို့အချိန်တန်ပြစ်ချခံခဲ့ရမယ့်သူပါလေသိချစ်တယ်နော်ဆိုတဲ့စကားတွေကိုယုံခဲ့ပြီးတော့ဘယ်တော့မှမွေးတော့ဘူးလို့ကိုစိတ်ကထင်ခဲ့မိတယ်တကယ်တော့မင်းကကျိုးမဲ့ဆုံးဖြစ်နေမှန်းဘသူကသိမှလည်းပဲဖြစ်နိုင်မယ်ဆိုရင်မင်းနားနေခဲ့ဘူးတဲ့ဟိုရင်ချိန်တွေကိုပြန်ရချင်တယ် မင်းပြောသမျှနားထောင်ပြီးမင်းမကြိုက်တာမှန်သမျှလုံးပြီးမှာမဟုတ်ဘူးအခုတော့မင်းကမိုးရဲလိုက်တာမြန်ကိုမပုံစရာမီမရှိတော့ဘူးတရားရကိုမေးပြဖို့အတွက်အခြားတရားကို အစားထိုးလို့ရကြလားဟန်နီပြောသလားမလွယ်တဲ့အရာတွေထဲမှာမချစ်မနစ်တတ်တဲ့သူတွေကိုပြုံးပြနေရတာလဲမရေပါပဲ ဆိုင်းစရာခန်းရေးသားထားတဲ့ချစ်တော်အတွက် သတိတရားရေးတဲ့စာဆိုတဲ့စောင်းလေးရဲ့ပထမပိုင်းကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါရင်ရှင်ချစ်ပြည့်ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်ဒီနာကခေါင်းလောင်းလေးကိုနှိပ်ထားကြလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်စာချစ်သူတို့အတွက်အကျိုးရှိစေမယ်။ဒုတိယသာစာပေကောင်းများကိုအမြင့်မပြတ်တင်ဆက်ပေးသွားမှာဖြစ်ပါရင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်